တငငချင်းများအလုံးမင်္ဂလာပါဒီနေ့မှာတော့အရန်စားလို့ကောင်းတဲ့စက်တငပိချက်လေးကျွန်တော်ဒီနေ့လာပြီးတော့ချက်ပြသွားမှာဖြစ်ပါတယ်လိုက်ပြီးတော့တငငချင်းတို့ချက်စားကြည့်ကြည့်ပါဦးเนาะလုံးဝဆွေမျိုးမှမေ့သွားပါမယ်เนาะ ဒီမှာချက်သွန်နေကြတော့တလုံးပါเนาะသူ့ဒီနေရာမှာကျွန်တော်တို့ထောင်းဖို့အတွက်ထောင်းရတဲ့လွယ်ကူအောင်ဒီလိုမျိုးပုံစံလေးကျွန်တော်လေ့လာပါတယ်ချက်သွန်ဖြူရလည်းတလုံးပါเนาะချက်သွန်နေတလုံးချက်သွန်ဖြူရတလုံးပါเนาะငရုတ်တိအစိမ့်နဲ့ငရုတ်တိအမဲကြတော့ဒီနေရာမှာခက်မြများလေးကျွန်တော်ထည့်ပါတယ်ခရမ်းကျင်တိကြတော့ကျွန်တော်ဒီမှာ၄၅လုံးလောက်သုံးထားပါတယ်ချက်သားလေးတွေပါချက်သားလေးတွေကြတော့ကျွန်တော်ချက်ပြော့တာသုံးထားပါတယ်သူ့ထဲမှာစနေမုတ်လေးထည့်မယ်စားလေးထည့်မယ်အချိုမုတ်လေးအနေငယ်ထည့်ပြီးအားလုံးကိုဒီနေရာမှာရောပြီးနေပြီးလိုက်ပါเนาะ ပေးနိုင်ရလောက်နှစ်ထားပေးလိုက်ပါနော်။ကြက်သွန်နီဖြူဒီမှာကျွန်တော်ငရုတ်တိအရောက်တင်မုံမှာတခါတည်းထောင်းပါမယ်။အနေငယ်ညက်လာပြီဆိုလို့ရှိရင်ဒီမှာရပါပြီနော်။ကျွန်တော်တို့စီထဲမှာစီပူပူထဲမှာပေါ့နော်။ဆန်ရင်းမုံလေးဒီနေရာမှာအနေငယ်ထည့်ပါမယ်။ရလာပြီဆိုလို့ရှိရင်ကျွန်တော်ဒီမှာအစောကထောင်းထားတဲ့ငရုတ်တိကြက်သွန်လေးတွေကိုဒီမှာအားလုံးကိုစီတက်ပေးလိုက်ပါနော်။ စီတက်တဲ့နေရာမှာအချိန်ခက်ကြကြလေးဒီနေရာမှာစီတက်ပေးလိုက်ပါပြီးကျွန်တော်ဒီနေရာမှာတခါတဲ့စားလေးထည့်ပါမယ်အရသာမိုးလေးအနည်းငယ်ထပ်ပြီးတော့ထည့်ပါမယ်နော်စားနဲ့အရသာမိုးထည့်ပြီးပြီဆိုရင်ကျွန်တော်ဒီမှာငပိစိန်စားမှထည့်ပါမယ်ငပိကြတော့ကျွန်တော်ဒီနေရာမှာပဇွန်ငပိကိုတုံးထားပါတယ်နော်ငပိစိန်စားလေးတွေကိုဒီနေရာမှာအားလုံးရောပြီးတော့ခြေပေးလိုက်ပါနော်ရောခြေပြီးပြီဆိုရင်ကျွန်တော်ဒီမှာခရမ်းချီတီလေးထည့်ပါမယ် ခရမ်းခြေသီးဒီမှာထည့်ပေးပြီးဆိုလို့ရှိရင်အစောကကျွန်တော်တို့လှီးထားတဲ့ဒီငရုတ်ဒီဇိုင်းလေးတွေကိုဒီမှာထည့်ပေးလိုက်ပါတော့ပြင်ခရမ်းခြေသီးလေးတွေအားလုံးကျေသွားတဲ့ဒီဒီနေရာမှာရောပြီးတော့ခြေပေးလိုက်ပါတော့ဒီလိုမျိုးခရမ်းခြေသီးလေးတွေပေါ့နော်အနည်းငယ်ကျေလာပြီးဆိုလို့ရှိရင်ကျွန်တော်တို့အစောကစက်သားလေးတွေကိုပေါ့နော်စက်သားလေးတွေကိုဒီမှာထည့်ပြီးရေမထည့်ဘဲနဲ့အားလုံးကိုမမတင်းတင်းလေးဖြစ်သွားအောင်ဒီနေရာမှာလုံပြီးတော့ချက်ပေးလိုက်ပါတော့ ါကတော့ကျွန်တော်ဒီလုံးဝမထည့်တာတဲ့အနေထားပါเนาะချက်သားတွေရထွက်လာတဲ့အရင်နဲ့ပဲကျွန်တော်ဒီမှာချက်ပါတယ်ဒီလိုမျိုးအနေငယ်ကျွန်တော်တို့ဒီမှာမမတတင်းလေးဖြစ်လာပြီဆိုလို့ရှိရင်ကျွန်တော်ဒီမှာဒီကတိလေးနဲ့ပေါ့နော်နနပင်လေးတွေကျွန်တော်ဒီမှာညှက်ပြီးတော့ထည့်ပေးလိုက်ပါเนาะအရင်ကိုမှွေးပြီးတော့မှစားလို့လည်းအရင်ကောင်းပါတယ်เนาะငပိတိုးစရာလေးနဲ့စားမယ်ဆိုရင်တော့လုံးဝပြောစရာမလိုပါဘူးเนาะဟင်းကြိုလေးနဲ့ဆိုလို့ရှိရင်ထမင်းမိန်စီမှာပါ အလုပ်ဒီမှာရလာပြီဆိုရင်ကိုဒီမှာအပေါ်ငံမြည်ပြီးလိုရာထက်ပြီးတော့ထည့်ပြီးလိုက်ပါနော်လိုက်ပြီးတော့လှုပ်ရှားကြည့်ကြည့်ပါဦးနော်ကြားကြမယ်လို့ကျွန်တော်ထင်ပါတယ်ကျွန်တော်ရဲ့ FubiKK Facebook Page နဲ့ YouTube Channel မှာဟင်းချက်နီလေးတွေတင်လာတာဖြစ်တဲ့အတွက်ဟင်းချက်စားခြင်းနဲ့တငယ်ချင်းတွေလာရောက်လေ့လာလို့ရပါတယ်ဒီဗီဒီယိုလေးကိုကြည့်နေတဲ့ Like and Share လေးနှိပ်ခဲ့ပေးဖို့တောင်းဆိုလိုက်ပါရစေနောက်ထပ်ဗီဒီယိုမှာကျွန်တော်တို့ပြန်လည်ဆုံတွေ့ကြပါမယ်အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ဘိုင်ဘိုင်